you <laughs> မင်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စင်ကနေကြိုဆိုပါရစ်ဒီကနေ့မြန်မာသက်ကရ1388ခုနှစ်သတင်းကြိုလဆန်း3ရက်ခုနှစ်2016ခုနှစ်အောက်တိုဘာလ4ရက်အင်္ဂါနေ့ညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့မြမကြောင်မြတ်ရတနာတွေဟာကဘာပေါ်ကဘယ်ဈေးကွက်ကိုမစိုးဝင်ရောက်ရှင်ပြိုင်နိုင်တဲ့သတင်း စောက်ပြူရင်မွေးမြူရင်ဆယ်မြောင်းကဝင်ထန်းတွေလက်ပေးလက်ယူရင်တိုင်ကြားနိုင်တယ်လို့ဝင်ကြီးဌာနကထုတ်ပြန်လိုက်တဲ့အကြောင်းစီးရီးယားအရေးနဲ့ပတ်သက်လို့ရုရှားနဲ့ဆွေးနွေးမှုကိုရပ်ဆိုင်းလိုက်ပြီးလို့အမေရိကန်ကကြေညာလိုက်တဲ့သတင်း ားတဲ့သတင်းနဲ့အတူတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပရမအူဆုံးအနေနဲ့မြမကြောင်မြတ်ရတနာထွက်ကုန်နေဟာကဘာပေါ်မှာရှိတဲ့ဘယ်ကြောင်မြတ်ရတနာဈေးကွက်ကိုမဆိုဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အရေးသွေးရှိတယ်လို့အော်တဝါလာနေရည်နေကကျင်းပတဲ့ကုန်တယ်ဆက်မှုအစည်းအဝေးမှာအမေရိကန်ကြောင်မြတ်ကုန်သွယ်ရေးကဏ္ဍကကိုယ်စားလှယ်တွေကမှတ်ချက်ပြုခဲ့ကြပါတယ်။အမေရိကန်ကြောင်မြတ်ကုန်သွယ်ရေးအဖွဲ့ဝင်တွေဟာမြန်မာအမေရိကန်နိုင်ငံသားတိုက်ရိုက်ကုန်သွယ်ကူးတန်းတော်တွေပြုလုပ်နိုင်ဖို့မြန်မာနိုင်ငံကိုလေ့လာရေးရောက်ရှိနေတာဖြစ်ပါတယ်။ မြန်မာတန်ဖိုးမြင့်ကြောင်းမြတ်ယတနာထုတ်ကုန်စုစုပေါင်းဟာတစ်နှစ်လုံးမှာအမေရိကန်ဒေါ်လာသန်း30တာရှိခဲ့ပြီးတော့ထိုင်းနိုင်ငံမှာ7ဘီလီယံလောက်ဝင်ငွေရှိနေတာပါမြန်မာကြောင်းမြတ်ယတနာတွေကိုအရင်အစိုးရကကြောက်အရိုင်းတုံးတွေဒူးဖော်ရောင်းချတာကိုပဲဦးစားပေးခဲ့ပြီးတော့အခုအခါမှာတော့မြန်မာတန်ဖိုးမြင့်ကြောင်းမြတ်ယတနာလုပ်ငန်းကိုနိုင်ငံတကာနဲ့ရှင်နိုင်အောင်အလေးထားပံ့ပိုးကူညီရမှာဖြစ်တယ်လို့မြန်မာကြောင်းမြတ်လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဒေါက်တာအောင်ကျော်ဝင်းကပြောပါရရှင် တိုင်းဒေသလူမျိုးများရေးရစင်တာကအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရမှာပြည်သူလူထုရဲ့အကြံပြုချက်တွေကိုရယူသွားမယ်လို့ UNFC ဒုတိယဥက္ကဋ္ဌနိုင်ဟန်တာကပြောပါတယ်ဒီကြောင်းရပြည်ဆောင်ကိုတော့ MCN သတင်းတော့ကျော်တိုးလင်ကသတင်းပေးပို့ထားပါတယ်ရှင်နာဂဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်လိုအပ်နိုင်တဲ့မူဝါဒအကြံပြုချက်စာအုပ်ကိုထုတ်ဝေမှာဖြစ်တဲ့အပြင်ပြည်သူလူထုရဲ့အကြံပြုချက်တွေကိုလည်းရယူသွားမှာဖြစ်ပါတယ်။ ရယူထားတဲ့ပြည်သူလူထုရဲ့အကြံပြုချက်တွေကိုအကောင့်ထဲပို့နိုင်အောင်တင်ပြပေးသွားမယ်လို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ထရယ်ကောင်စီကဒုတိယဥက္ကဋ္ဌနိုင်ဟန်သာကပြောပါတယ်။အော်တိုဘာလ၄ရက်နေ့ရန်ကုန်မြို့ Green Hay Hotel မှာပြုလုပ်တဲ့အနာဂတ်ဖက်ထရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရာတွင်အခြေခံတင့်သောကဏ္ဍလိုက်မူဝါဒအကြံပြုချက်စာအုပ်နဲ့ပတ်သက်တဲ့ရှင်းလင်းပွဲမှာ UNFC ကဒုတိယဥက္ကဋ္ဌနိုင်ဟန်သာကပြောပါတယ်။တတ်နိုင်ဆုံးပြည်သူတွေရဲ့လက်ကိုကြောက်စေခြင်းနဲ့ပြည်သူတွေကတော့ဒီချက်လက်ပေါ်မှာ လိလာပြီးတော့ပေါ့လေဖြစ်သင့်တယ်မဖြစ်သင့်ဘူးဆိုတဲ့အားလုံးတို့ရဲ့ဟိုအတုကြုံနဲ့တို့ရဲ့ဘဝနဲ့ရှင်ပြီးတော့ပေါ့လေကျွန်တော်တို့ပြန်လည်ပါပါတရေချက်လက်နဲ့ပြန်ပြေးဖို့စီခြင်းလဲဒါမှကျွန်တော်တို့ရဲ့ဒီဟိုနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းတဲ့နေရာမှာကျွန်တော်ပြည်သူတွေအတွက်ပေါ့လေအကောင်းဆုံးဖြစ်နိုင်တဲ့ကျွန်တော်တို့ကြည့်တယ်အဲ့ဒါကိုကျွန်တော်ကြိုးစားတာပါနိုင်ငံအတွင်းကမတူကွဲပြားတဲ့လူမျိုးပေါင်းစုံညီညွတ်ရင်းနဲ့ ပြည်သူလူထုတွေခံစားနေရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှုရည်ရွယ်ပြီးဒီလိုမူဝါဒအကြံပြုချက်စာအုပ်ထုတ်ဝေရတာဖြစ်ပါတယ်။ညှော်လင့်ထားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုကအေးချမ်းဖို့တိုးတက်ဖို့နော်တော့လူထုတွေအားလုံးညီညီညံ့ညံ့နဲ့အားလုံးဟိုပျော်ပျော်ရွှင်ရွှင်နဲ့တိုင်းလက်ခံနိုင်ဖို့ဆိုတဲ့အပိုင်းမှာတော့ဒါကိုကျွန်တော်တို့ဟိုဥစားဖို့လေဒီပုံစံတိုင်းပေါ့လေကျွန်တော်တို့ကတော့ အမြင်သဘောထားတဲ့နဲ့ကျွန်တော်တို့စူးစောင်းပြီးတော့မှကျွန်တော်တို့ပြုပြင်နိုင်မှကျွန်တော်တို့နိုင်ငံရဲ့အတားလက်တွေ့အကျိုးကိုဖြည့်တည်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်ဒီအတွက်ကိုကျွန်တော်တို့ကြိုးပမ်းတာဖြစ်တယ်ဒီစာအုပ်ကိုပြည်သူလူထုကိုရောင်းချသွားမှာမဟုတ်ပဲအခမဲ့ထုတ်ဝေဖြန့်ချီသွားမှာဖြစ်ပြီးစာအုပ်ရေးအတွက်၃000ကျော်ကိုရိုက်နှိပ်ဖြန့်ချီသွားမှာဖြစ်ပါတယ်ခင်ဗျာ ဘိတ်ဆိုင်ပြိုးထုတ်လုပ်မှုနဲ့ဓာတုဆေးဝါးတွေတင်သွင်းရောင်းဝယ်နေတာတွေကမိုးရစ်ဆေးဝါးကာကွယ်ထိန်းချုပ်ရေးအတွက်အဓိကကြားတဲ့အခက်အခဲဖြစ်နေတယ်လို့မြန်မာနိုင်ငံမိုးရစ်ဆေးဝါးနိုင်နေရေးရဲတပ်ဖွဲ့နိုင်ငံတကာဆက်ဆံရေးဌာနရဲမှူးကြီးမြင့်အောင်ကပြောဆိုလိုက်ပါတယ်ပြည်တွင်းမှာမိုးရစ်ဆေးဝါးနေနှင်းမှုတွေကိုအရှိန်ဟုန်မြင့်တားဆီးနေရမှာဘိန်းဆိုင်ပြိုးနေရတဲ့ဓာတုကုန်ကျန်းတင်တွင်းတာတွေက အရေးယူမှုတွေမှာအခက်အခဲဖြစ်နေတဲ့အတွက်အဲ့ဒီလုပ်ငန်းတွေကိုတားဆီးနိုင်ဖို့ကအဓိကကြာနေရပါဘေးဆိုင်ပြိုရာတွေညော့နယ်လောက်အောင် UNODC အနေနဲ့မြန်မာနိုင်ငံအပါအဝင်အိန္ဒိချင်းနိုင်ငံတွေနဲ့လည်းပူးပေါင်းပြီးတော့ဘေးဆိုင်ပြိုတဲ့ဒေသတွေကိုဘေးအစားထိုးသီးနှံစိုက်ပျိုးနိုင်ရင်းနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတိုးမြင့်ဆောင်ရွက်ဖို့လှုံ့ဆော်နေပြီးတော့တနိုင်ငံနဲ့တနိုင်ငံဓာတုဆေးဝါးတင်သွင်းတာတွေကိုထိန်းချုပ်လျက်ရှိနေပါတယ် ပြည်တွင်းမှာလည်းအထူးစစ်စင်ရေးဆောင်ရွက်ချက်တွေကိုအရှိန်ဟုန်မြင့်ဆောင်ရွက်နေတယ်လို့ရဲမှူးကြီးမြင့်အောင်ကပြောကြားခဲ့ပါတယ်ရှင်။မြန်မာနိုင်ငံမှာရေဆိုးတန်းစင်ဆက်တွေထုတ်လုပ်နိုင်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားဖို့လှုံ့ဆော်နေတယ်လို့ Daike Asis Company ဥက္ကဋ္ဌ Hiroshi Okami ကပြောဆိုလိုက်ပါတယ်။ဒီကြောင့်ရပြည်စုံကတော့ MC ရဲ့သတင်းနောက်ကေဆွန်တွေကသတင်းပေးပို့ထားပါရရှင်။ ဂျပန်နိုင်ငံဒိုင်ဂီအက်ဆစ်ကုမ္ပဏီနဲ့မြန်မာနိုင်ငံကဒုက္ခဆန္ဒကုမ္ပဏီတို့ပူးပေါင်းပြီးလူဦးရေတရာခန့်အသုံးပြုနိုင်တဲ့ရေစိုးတန့်စင်ဆက်ကိုရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကိုလှူဒန်းခဲ့ပါတယ်။အောက်တိုဘာ3ရက်ကရန်ကုန်မြို့ကဘာအေးဖျားလမ်းမှာရှိတဲ့မီလီယာဟိုတယ်မှာရေစိုးတန့်စင်ဆက်လှူဒန်းပွဲမှာဒိုင်ဂီအက်ဆစ်ကုမ္ပဏီဥက္ကဋ္ဌဟီရိုရှိအိုကာမီကအခုလိုပြောဆိုခဲ့တာပါ။ဒီပိုင်းမှာကျွန်တော်တို့ကိုယ်တိုင်ရဲ့ဒီနိုင်ငံမှာကုမ္ပဏီတွေခွင့်ပို့နေနောက်ထပ်ဒီလိုပစ္စည်းတွေထုတ်ပေါ်ထုတ်လုပ်လုပ်ငန်းတွေကို ဒီနည်းမျိုးနဲ့မိုးစရာတွေကိုလည်းကျောပန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်စဉ်းစားနေပါမယ်ရန်ကုန်မြို့တော်စီရင်သားရေးကော်မတီအနေနဲ့ပတ်ဝန်းကျင်တန့်ရှင်းရေးရေစည်းရေလာကောင်းမွန်ရေးတောက်သုံးရေလုံလောက်စွာရရှိရေးပတ်ဝန်းကျင်စိမ်းလန်းစုပြည်ရေးအပါအဝင်မိလာစုပြည်တဲ့စနစ်အစီအမင်းတွေလုပ်ငန်းတွေကိုပါလှုံ့ဆော်လျက်ရှိတယ်လို့ရန်ကုန်မြို့တော်ဝန်ဒေါက်တာမောင်မောင်အစိုးကပြောပါတယ်။ဒီလိုဒီပါအတက်ပြန်ရှင်းပြီးအသိပညာရှင်းပြီးနောက်စီဝါရီပြန်ရှင်းပြီးနဲ့အသေးစိတ်ဆွေးနွေးတက်ပြီးတော့ဒီစီမံကိန်းကားကိုလည်း ယေရှုရဲ့ပြီးတော့ဆောင်ရွက်ရဲ့ရှိပါတယ်။အခုကတော့ဆောင်ရွက်တဲ့အမှားအင်အားဆောက်ဖို့နဲ့တိုးချဲ့ဆောက်လုပ်တာတွေနာမည်တခြားနာခင်ဗျာတိုးချဲ့ဆောက်လုပ်မှုတွေနာပဝဉ္ဇဉ်တတ်ရှိရဲ့နာပဝဉ္ဇဉ်ဆေးလာဆိုပြီးယေရှုရဲ့လာပဝဉ္ဇဉ်တာတို့ရဲ့လုံလောက်စွာရရှိနေတဲ့နောက်ဆုံးပြင်လာဆုံးဖြတ်ခြင်းစတဲ့စနစ်တွေ ဆက်မြင့်တဲ့ဆောင်ရည်စတဲ့ဆောင်ရည်ရှိနေစဉ်ဖွံ့ဖြိုးတိုးတက်လာတဲ့မြို့ပြမှာထွက်ရှိလာတဲ့ရေစိုးတွေကိုရေစိုးတန်းစင်ဆက်တွေနဲ့တန်းစင်ပါကတဘာမဝင်းကျင်မှာရှိတဲ့ရေဓူးညဉ့်ဉန်းမှုကိုကာကွယ်နိုင်မှာဖြစ်သလိုရေအေးမြေချပောင်းမှုပြဿနာလည်းချော့ချနိုင်မှာဖြစ်ပါတယ်ရှင်။ လက်ပေးလက်ယူမှုရှိရင်တိုင်ကြားနိုင်ပြီးတော့တိုင်ကြားမှုဖြစ်စဉ်ဟာမန်ကန်မှုရှိရင်ထိရောက်စွာအရေးယူသွားမယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင် ပြည်သူလူထုနဲ့အထူးတွေးဆက်ဆံမှုအပိုင်းမှာလည်းအဆင်မပြေမှုတွေရှိရင်ဝင်ကြီးဌာနရဲ့လက်ထောက်အတွင်းဝင်တွေဖြစ်တဲ့သမဝါယာမကဏ္ဍကဦးအောင်ပြည်စို့ လရဆိုင်ပြူရင်နဲ့ဆယ်မြောင်းကန်နာကဦးတန်းဆွေမွေးမြူရင်နဲ့ကြေးလက်ကန်နာကဦးရွှေစံတို့ကို ဖုံးနေဖြစ်စေစာနေဖြစ်စေတိုင်ကြားနိုင်တာဖြစ်ပါတယ်။တိုင်ကြားမှုတွေကို နိုင်ငံဝန်ထမ်းဤဥပဒေနဲ့အညီစစ်ဆေးပြီးတော့မန်ကန်ပါကအေးအေးယူဆောင်ရွက်တော့မှာဖြစ်ပါတယ်ရှင်။ လူမှုအကျိုးပြုစီးပွားရေးယင်းနှိမ့်မြုံနံမှုကနေတဆင်လူငယ်တွေရဲ့အလောက်ကိုင်ခွင့်လန်းတွေကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ဒီကြောင့်ရပြည်စုံကိုတော့ MCN သတင်းတော့ K သွဲကသတင်းပေးပို့ထားပါတယ်ရှင်။လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာပါကလူမှုဖွံ့ဖြိုးတိုးတက်မှုတွေတာမကလူငယ်တွေရဲ့အလောက်ကိုင်ခွင့်လန်းတွေကိုပါဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ဗီဒီယိုကောင်စီမြန်မာနိုင်ငံညွှန်ကြားရေးမှူး Richard Sanderlands ကပြောကြားခဲ့ပါတယ်။စက်တင်ဘာလ30ရက်နေ့က Parry Hotel မှာကျင်းပပြုလုပ်တဲ့ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းနဲ့ပဲအသီးသီးကခေါင်းဆောင်တွေတွေ့ဆုံကြရတယ်။ Social Enterprise Symposium ပွဲမှာညွှန်ကြားမှုကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာမှာ Social Enterprise နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအကျိုးပြုစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့အတွေ့အမြင်တွေကိုတစ်ချိန်တည်းမှာပဲမျှဝေပေးဖို့ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်အင်မတန်အရေးကြီးတဲ့အပြုသဘောဆောင်တဲ့ကဏ္ဍတွေကိုပံ့ပိုးပေးနိုင်တယ်လို့လည်းမြင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရေးကြီးတဲ့လူမှုဖွံ့ဖြိုးတိုးတက်မှုတွေရလာတဲ့မဲ့အလောက်ကံတွေဖန်တီးပေးနိုင်မှာပါ။ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Action for Public အဖွဲ့အစည်းမှာ HIV နဲ့နေထိုင်နေတဲ့အမျိုးသမီးတွေအတွက်ပညာရေးချင်းတွေပြင်ယောဂဝေဒနာတွေကြောင့်ပြင်ပမှာလုံခြုံခွင့်လန်းတွေမရရှိနိုင်တဲ့ခြေနေတွေကိုဖြေရှင်းပေးဖို့ကြိုးစားနေတဲ့အကြောင်းကို Action for Public တီထောင်သူဒေါ်ကြည်ပြချစ်စောကအခုလိုပြောပါတယ်။ကျမတို့ရဲ့ပြဿနာကအထူးသဖြင့်ကအာ အလုတ်လက်မဲ့အမျိုးသမီးတွေများနေတာရေနောက်တစ်ခုကကျတော့အထူးသဖြင့် HIV အမျိုးသမီးပေါ့နော် HIV နဲ့နေထိုင်တဲ့အမျိုးသမီးတွေကျတော့သူတို့ရဲ့ပညာအရေးအချင်းကြောင့်ပေါ့ဟောယောဂအခြေအနေကြောင့်ရောမဟုတ်လို့ဟိုပြင်ပမှာအလုတ်ကင်အခက်ခဲအများကြီးရှိတယ်။အဲ့ဒါကိုကျမတို့ကဖြေရှင်းချင်တာ။အဲ့ဒါကြောင့်မလို့သူတို့ကိုအလုတ်ကင်နေပေးတယ်နောက်တစ်ခုကကျတော့သူတို့ကိုတင်းတန်းနေပေးတယ်အကောင်ဆယ်လင်းနေပေးတယ်အဲ့ဒါကနေမှအသူတို့အတွက်ပေါ့နော်ဝင်ငွေရအောင်လို့ကျမတို့ဖန်တီးပေးနေတာဖြစ်ပါတယ် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတွေကလည်းနေ့စဉ်လူနေမှုဘဝအတွက်တိုက်ရိုက်အကျိုးပြုတာတွေဖြစ်စေအခွင့်အလမ်းတွေဖန်တီးပေးနိုင်တာမျိုးဖြစ်စေတည်ထွင်လုပ်ကိုင်နိုင်ဖို့ထောက်ပံ့ပေးတာမျိုးဖြစ်စေစတဲ့လူမှုဘဝအကျိုးပြုစေမယ့်အခြေအနေတွေကိုလှုံ့ဆော်ပေးနေတာလည်းဖြစ်ပါတယ်ရှင်ဆီးရီးယားအရင်နဲ့ပတ်သက်လို့ရုရှားနိုင်ငံနဲ့ဆွေးနွေးမှုတွေကိုရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့ American Inferior ပြောခွင့်ရဂျွန်အာနက်စ်ကပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ3ရက်နေ့မနေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့အဲ့ဒီလိုပြောဆိုလိုက်တာပါရုရှားဟာအမေရိကန်နဲ့သဘောတူညီထားတဲ့ဆီးရီးယားနိုင်ငံအတွင်းအပြစ်ခတ်ရက်စဲရဲ့သဘောတူညီချက်ကိုရုရှားအနေနဲ့လိုက်နာဆောင်ရွက်တာမရှိဘူးလို့လည်းပြစ်တင်ပြောဆိုထားပါတယ်သဘောတူညီချက်အရစက်တင်ဘာလ29ရက်နေ့မတိုင်ခင်ထိရုရှားဘက်ကအကြမ်းဖက်ပစ်ခတ်မှုတွေကိုရက်ဆိုင်ထားမှာဖြစ်ပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးပို့ရမှာဖြစ်ပါတယ် မကြသေးမီရပ်ပိုင်းအထိသဘောတူညီချက်ကိုထိန်းသိမ်းဖို့ကြိုးစားခဲ့ပြီးတော့အမေရိကန်ဘက်ကတမင်ပြစ်တင်ဝေဖန်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကလည်းပြန်လည်ခြေပပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာဆီးရီးယားသမ္မတအာဆက်ကိုရုရှားလေတပ်ကစစ်ကူပေးနေပြီးတော့အမေရိကန်ဘက်ကလည်းအာဆက်အစိုးရကိုဖျောက်ချဖို့တိုက်ခိုက်နေတဲ့သဘောတူချက်ကို ထောက်ပံ့ပေးနေပါတယ်ရှင်။ MCN သတင်းဌာနကလည်းညနေ6:00နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့မှာဆိုလို့ရှိရင်လည်းတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။ထောက်လွှင့်ခဲ့တဲ့ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စင်ကို www.mcntv.news နဲ့လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာတော့ MCN TV News နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံသတင်းစစ်စင်ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျမဗျူလာဦးပါရှင်